ရှမ်းကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့သခိုင်းတွင် နေရာရှိခုမှအခမဲ့ရွှေရှားစေပေကန်ရှယ်လိုက်ဖွင့်လှစ်ကူတာသွားမယ့်သတင်းဖြစ်ပါတယ်။ စကိုင်းမြို့တွင်ဧပြီလ9ရက်မှစပြီးဧပြီလ18ရက်အထိအခါမဲရေရှာစေဘေကံကိုနေရာရှိခိုးတွင်ရဲအလိုက်ဖွင့်လှစ်ကူတာပေးတော်မှာဖြစ်တယ်လို့မြန်မာနိုင်ငံကျက်ချင်းဤအသိရဲ့အသည့်ပေးချက်ရသိရပါတယ်။ရေရှာစေဘေကံကိုဧပြီလ9ရက်တွင် တောင်ရီဦးဖုန်တော်ကြီးကျောင်းဧပြီလ10ရက်တွင်မွန်ကျောင်းဖုန်တော်ကြီးကျောင်းဧပြီလ17ရက်တွင် အောင်မြေဦးဖုန်တော်ကြီးတေပညာရေးကျောင်းဧပြီလ12ရက်တွင်ရွှေတောင်ဦးဖုန်တော်ကြီးကျောင်း ဧပြီလ14ရက်တွင်ပဲစားချောင်းကျောင်းတိုင်းဧပြီလ15ရက်တွင် တောင်ရီဦးဖုန်တော်ကြီးကျောင်းဧပြီလ16ရက်တွင်မွန်ကျောင်းဖုန်ကြီးကျောင်းဧပြီလ18ရက်တွင် အောင်မြေဦးဘုန်းတော်ကြီးတင်ပညာရေးကျောင်းတို့တွင်အတီတီဖွင့်လှစ်ပေးတော်မှာဖြစ်တယ်လို့သိရပါပါတယ်ရှင်။